ရှင်မတဲခရဝင်ခန်းကြီး29နနက်အချိန်ရောက်လျင်ယပရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူအပေါင်းတို့သည်ယေရှုကိုတန်အံ့တော်ငှာတိုင်ပင်၍ကိုရောကိုကြီးနှောင်ပီးလျင်မြို့ဝင်မင်းပုံနမိလက်ထံသို့ဆောင်းသွား၍အလိုက်ကြ၏ထိုအခါကိုရောကိုအနှံ့သောယူဒရှဂရုသည် ိုရို၌တည်ပစ်စီရင်ကြသည်ကိုတိမြင်လျင်နောင်တရ၍ငွေ30ကိုရေပရောဟိတ်အကြီးလူအကြီးအကဲတို့၌ပြန်ပေး၍အကျွန်ုပ်ပြစ်မှားပါပြီအပြစ်မရှိသောသူဤသူဤကို အမိပါပြီဟုဆို၏ထိုသူတို့ကလည်းငါတို့နှင့်အဘေတုတ်ဆိုင်သည်နီကိုအမှုကို ကိုကြည်လောဟုဆိုကြတော့သူသည် ထိုငွေကိုဗိမာန်တော်၌ပြစ်ချခဲ့၍အခြားသို့သွားပြီးလျင်လေကျိုးတက်၍တည်လေ၏ယေပရောဟိအကြီးတို့သည်ထိုငွေကိုယူ၍သွေး၏အဖိုးဖြစ်၏ဗန္နာတော်၌မသွန်းအပ်ဟုပြောဆိုတိုင်ပင်ပြီးမှအိုထိန်သမားဤမြေအကွက်ကိုတပါအမျိုးတို့ဤတင်းချိုင်းဖြစ်စေဖို့ရာထိုငွေနှင့်ဝယ်ကြ၏ ထိုအကြောင်းကိုအစွဲပြု၍ယခုတန်ရန်ထိုမြေွက်ကိုသွေးမြေဟုခေါ်တွင်ကြ၏ပရိုဖက်ယေရမိဟောဒီကဤတီလာလူတို့သည်အဖိုးပြက်တော်သူဤကိုဖိုးငွေ30ကိုသူတို့သည်ယူ၍ထာဝရဖရာသည်ငါကိုမှားထားတော်မူသည့်အတိုင်းအိုထိန်သမားဤမြေအကွက်ကိုဝယ်ကြ၏ဟူသောစကားသည် ထိုအခါပြည့်စုံခြင်းသို့ရောက်လေ၏ယေရှုသည်မြို့ဝင်မင်းရှိသို့ရောက်သည်ရှိသောမြို့ဝင်မင်းကတင်းဒီယူဒရှင်ဘရင်မှန်တယ်လို့ဟုမေးလျင်ယေရှုကမင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ယေပရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည်အပြစ်တင်ကြသော တခွင်းမြတ်ပြန်တော်မူမူပိလက်မင်းကလည်း တင်တဖက်၌ဘေမြလောက်တက်တီခံကြသည်ကိုတင်မကြသလိုဟု ပြောတော်လဲစကားတခွင်းကိုမြတ်ပြန်တော်မမူသည်ကိုမြို့ဝင်မင်းသည် အလွန်အံ့ဩလေ၏ထိုပွဲ၌မြို့ဝင်မင်းသည်အကျဉ်းကျထားသူတို့တွင် လူများတို့အလိုရှိသူတယောက်ယောက်ကိုလွှတ်မြေထုံးဆန်ရှိ၏ထိုအခါအကျဉ်းချထားသူတို့တွင် ဘရဘအမိရှိသောကြောသောသောသူတယောက်ရှိ၏လူများစီဝေးကြသည်ရှိသောပြိလက်မင်းကတင်တို့သည်ဘေသူကိုလှုပ်စေခြင်းတည်းဘရဘကိုလှုပ်စေခြင်းတလောခရစ်ဟုခေါ်သောယေရှုကိုလှုပ်စေခြင်းတလောဟုလူများတို့အားမေးလေ၏အဘေကြောင့်ဤသို့မေးသည်ဟုမူကားထိုသူတို့သည် မနာလိုစိတ်နှင့်ယေရှုကို အနှံချောင်းကို ပြီးလက်မင်းတည်၏ထိုမှတပါတရားပလင်ပေါ်မှထိုင်စဉ်တွင်မိမိခင်ပွန်းသည်လူလင်တယောက်ကိုဆေလွတ်၍ထိုဖြောင်းမှတ်သူကိုအဘယ်သူမျှမပြုပါနှင့်ယနေ့ပင်ကျမသည် ထိုသူကြောင့်အိမ်မက်၌ပြင်းစွာခံရပါပြီဟုမှားလိုက်၏လူအစုအဝေးတို့သည်ဘရဘကိုတောင်း၍ ယေရှုကိုတက်စေခြင်းကယေပရဟိအကြီးတို့နှင့်လူအကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏ထို့ကြောင့်မြို့ဝင်မင်းသည်ဤသူနှစ်ယောက်တို့တွင်တင်တို့သည်ဘေသူကိုလွတ်စေခြင်းသည်ဟုလူများကိုတဖန်မေးသောအခါဘရဘကိုလွတ်စေခြင်းပါသည်ဟုပြောကြ၏ပိလမင်းကလည်း သူဖြစ်လျင်ခရစ်ဟုခေါ်တော်ယေရှုကိုအဘယ်သို့ပြုရမည်နည်းဟုမေးပြန်တော်ထိုသူအပေါင်းတို့ကသူသည်လဝါကတိုင်မှရိုက်ထားခြင်းကိုခံပါလေစေဟုဆိုကြ၏မြို့ဝင်မင်းကလည်းအဘယ်ကြောင့်နည်းအဘယ်အပြစ်ကို ပြုပြီးသည်ဟုမေးလျင် ထိုသူသည်လဝါကတိုင်မှရိုက်ထားခြင်းကိုခံပါလေစေဟု လူများတို့သည် တာ၍ဟစ်ကြ၏ပိလမင်းသည်မိမိမနိုင် လူများတာ၍ယုံရင်ခတ်မြတ်ပြုကြသည်ကို မြင်လျင်ရေကိုယူ၍လူများရှိတွင်မိမိလက်ကိုဆေးလျက်ဤဖြောင်းမတူဤသွေးနှင့်ငါသည်ကင်းရှင်း၏ဤအမှုကိုတင်တို့ကြည်ကြလောဟုဆို၏ထိုလူအပေါင်းတို့ကသူဤသွေးသည်ငါတို့၏ကောင်းပေါ်၌၎င်း ဒါမီရူဤကောင်းပေါ်၌၎င်းတီပါစေဟုပြန်ပြောကြ၏ပိလက်မင်းသည်လည်းလူများတို့အားဘရဘကိုလှုပ်လေ၏ယေရှုကိုက ရိုက်ပြီးလျင်လဝကားတိုင်းမှာတက်စီခြင်းကအလိုက်လေ၏ထိုအခါမြို့ဝင်မင်းဤဆက်သူရဲတို့သည်ယေရှုကို အင်တော်ဦး၌ဆောင်းသွား၍ စစ်သူရဲ့တက်လုံးကို အထံတော်၌စုယုံစီပြီးမှ အဝတ်တော်ကိုချွတ်ပြီးခရမ်းရောင်ဝတ်လုံးကိုခြုံစီကြ၏စူးပြင်းနှင့်ရက်တော်ဥယစ်ကိုခေါင်းတော်၌တင်ကြ၏ကျူးတလုံးကိုလည်းလက်ရာလက်တော်နှင့်ဂိုင်းစီပြီးလျင် ရှေ့တော်မှလူထောက်လျက်ယူဒရှင်ဘရင် ကိုယ်တော်သည် မင်္ဂလာရှိစေတည်းဟူ၍ကိုယ်တော်ကို ပြည့်ရပြုကြ၏ ကိုယ်တော်ကိုတတွေးနှင့်ထွေးကြ၏ကျူလုံးကိုလည်းယူ၍ခေါင်းတော်ကိုရိုက်ကြ၏ထို့သောကိုယ်တော်ကိုပြည့်ရပြုသည့်နောက်မင်းဝတ်လုံးကိုချွတ်၍သူအဝတ်ကို ပြန်ဝတ်စေပြီးလျင်လဝကားတိုင်းမှရိုက်ထားခြင်းကထုတ်သွားကြ၏တွားကြစဉ်တွင် ရှိမှုအမိရှိသောဂရဏီပိသားတယောက်ကို တွေ့လျင် အနိုင်ပြု၍လောကတိုင်းကိုထမ်းစေကြ၏ဥခေါင်းခုအယက်ဟုဆိုလိုသောကောလကောတအမိတွင် အမိတွင်သောအယက်တို့ရောက်ကြသောစေခါနှင့်ရောသောပုံရည်ကိုကိုရောအားတောက်စိတ်တော်ငါပေးလျင်မိဆန်းတော်မူ၍မတောက်ခြင်းပဲနေလေ၏ကိုရောကိုလောကတိုင်းမှာရိုက်ထားပေးလျင်အဝတ်တော်တို့ကို စာရေးတံချ၍ ွဲဝေကြ၏ထိုအရ၌လည်းထိုင်လျက်စောင့်နေကြ၏အပြစ်ဖော်ပြသောကပီးလိပ်စာချက်ဟုမူကားဤသူသည်ယူဒအရှင်ဘုရင်ယေရှုပေရီဟုရည်၍ကောင်းပေါ်မှာတက်တည်းထိုအခါကိုရောနှင်းတကွတပြန်နှစ်ယောက်တို့ကိုလက်ရာတော်ဘက်၌တယောက်လောဝဲတော်ဘက်၌တယောက်လောကကားတိုင်းမှာရိုက်ထားကြ၏ လမ်းမှာတွားလာတွားလာတော့သူတို့ကလည်းမိမန်တို့ကိုဖြူဖြည့်၍၃ရက်အတွင်းတွင်တိဆောက်ပြန်တော့သူကိုကိုကိုကေတင်လော့ဘုရားသခင်ဤသားတော်မှန်လျင်လောကတိုင်းမှဆင်းလော့ဟုမိမိတို့ကောင်းကိုငင့်၍ကဲ့ရဲ့သောစကားပြောဆိုကြ၏ထိုနည်းတူယေပရဟိတ်အကြီးချမ်းပြူစရာလူအကြီးအကဲတို့ကဤသူသည်သူတပါးတို့ကို ကေတင်တက်ဤကိုကိုမကေတင်နိုင်ပါတကားဤတီလအရှင်ဘရင်မှန်လျင်လောကတိုင်းမှာယခုအစင်းပါလေစေစင်းလျင်ငါတို့ယုံကြည်မီ သူသည်ဘုရားသခင်ကို ကိုးစားပြီးငါသည်ဘုရားသခင်၏သားဖြစ်၏ဟုဆိုပြီးသူဖြစ်၍ဘုရားသခင်သည် သူ၌အလိုတော်ရှိလျင်ယခုပင်ကဲတင်တော်မူပါလေစေဟုပြည့်ရပြု၍ပြောဆိုကြ၏ ဒူနီတူကိုရောနှင်းတကွလဝကရိုင်းမှာရိုက်ထားသော တပြားတို့သည်လေကဲ့ရဲ့ပြည့်တင်ကြ၏မွန်းတဲ့အချိန်မှစ၍သုံးချက်တီအချိန်တိုင်းအောင်မြေတစ်ပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ၏သုံးချက်တီအချိန်၌ယေရှုကအေလီအေလီလာမရှဘကဒနီဟုကြီးသောအသံနှင့်ကြွေးကြော်တော်မူ၏အ ਨੇ က္က အကျွန်ုပ်ဖရာ အကျွန်ုပ်ဖရာအဘေကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နိဟုဆိုလိုသည်ထိုအရက်၌ရက်နေတော်သူအချို့တို့သည်ကြားလျင် သူသည်အေလိယကိုခေါ်သည်ဟုဆိုကြ၏လူတယောက်သည်ချက်ချင်းပြည့်၍ရေမှူတွေကို ပုံးရည်နှင့်ပြည့်စေပြီးလျင်ကျူလုံးပြား၌တက်၍ကိုရောအားတောက်ဆိုင်တော်ဟာပေးလေ၏ ဂျွန်းတို့သူတို့ကရှိစေတော့အေလိယသည်သူ့ကိုကယ်တင်ခြင်းငါလာမီမလာမီကိုကြည်ကြကုန်အံ့ဟုဆိုကြ၏ယေရှုသည်ကြီးသောအသံနှင့်တဖန်ကြွေးကြော်ပြီးလျင်အသက်တော်ကိုလွတ်တော်မူ၏ထိုအခါဗိမာန်တို့၏ကလကာသည်အထက်စွန်းမှအောက်စွန်းတိုင်အောင်ဆုပ်ကွဲလေ၏မြေကြီးလှုပ်လေ၏ကျောက်များတို့သည်ကွဲကြ၏ တင်းချိုင်းတွန်းတို့သည်ပွင့်လစ်သည်ဖြင့်ချင်းစစ်လျက်ရှိသောတန်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထားကြ၍ကိုရောရှင်ပြန်ထားမြောက်တော်မူသည့်နောက်ထိုသူတို့သည်တင်းချိုင်းတွန်းမှထွက်၍တန်ရှင်းသောမြို့ထဲသို့ဝင်ပြီးလျင်လူများစွာတို့အားထင်ရှားကြ၏ယေရှုကိုစောင့်တော်တမှုမှဆ၍စစ်သူရဲများတို့သည်မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျင် အလွန်ထိတ်လန့်၍စင်စစ်ဤသူသည်ဘုရားသခင်ဤသားတော်မှန်ပြီဟုဆိုကြ၏ဂါလိလဲပြည်ကယေရှုနောက်တော်၌အလုအကျွေးလိုက်လာသော မိမအများတို့သည်လည်းထိုအရက်၌အဝေးကကြည်ရှု၍နေကြ၏ထိုမိမတို့တွင် မကဒလမာရိယာကုပ်နှင့်ယောသေတို့၏အမိဖြစ်သော မာရိဇေဘေဒေဤသားတို့၏ အမိပါချသည်ညအချိန်ရောက်မှ အရိမတေမြို့သားယောသက်အမိရှိသောတထေးသည်ယေရှု၏တပည့်တော်ဖြစ်သည်နှင့်ပိလက်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကို တောင်းလေ၏ပိလက်မင်းသည် အလောင်းတော်ကို ပေးစေခြင်းဟာအမိတော်ရှိသောယောသက်သည် အလောင်းတော်ကိုယူ၍ဖြူစင်သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင် ကျောင်း၌ထွန်းသောမိမိတင်ချိုင်တွန်းတစ်ထဲမှထားလေ၏ကြီးစွာသောကျောက်ကိုလည်းတွန်းဝ၌လှိမ့်ထားပြီးမှသွား၏မာဂဒလမာရီနှင့် အခြားသောမာရီသည်ထိုအရ၌တင်ချိုင်တော်ရှိမှထိုင်လျက်နေကြ၏အဖိနှိတ်လွန်၍နှစ်ဖြန်နေရောက်လျင်ယေပရောဟိတ်အကြီးနှင့် ဖာရီရှဲတို့သည်ပိလက်မင်းထံ၌စုဝေး၍ ထိုလှည့်ဖျားသောသူကငါသည်သုံးရမြောက်သောနေ့၌ရှင်ပြန်ထားမြောက်မိဟုမတေးမီပြောသည်ကိုအကျွန်ုပ်တို့မှတ်မိပါပြီထို့ကြောင့်သူ၏တပည့်တို့သည်ညအခါလာ၍အလောင်းကိုခိုးယူပြီးလျင် သူသည်တေချင်းမှ ရှင်ပြန်ထားမြောက်တော်မူပြီဟု လူအပေါင်းတို့အားပြောဆိုကြသောရှေးအမားထက်နောက်အမားသာ၍ကြီးမီဟု စူးရင်းစရာအကြောင်းရှိသည်ဖြစ်၍တင်းချမ်းတွင်းကိုတုံးရင်မြောက်အောင် လုံချုံစွာစောင့်စိတ်တော်ဟာအမိရှိတော်မူပါဟုလျှောက်ကြလျင်ပြီးလက်မင်းကတင်းတို့၌လူဆောင်တတ်တတ်ရှိ၏။တွားကြတန်နိုင်သမျှအတိုင်းလုံချုံစွာစောင့်စီကြဟုဆိုလေ၏။ထိုသူတို့သည်တွား၍ကြောက်ကိုတစိ့ခတ်ပြီးလျင်အဆောင်ထားလျက်တင်းချမ်းတွင်းကို လုံခြုံစွာစောင့်ကြ၏ဖြစ်ရှိသွားတဲ့နောက်ကပတ်တော်ဈာနာသူအရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်ပါစေ